အားလုံးပဲမင်္ဂလာပါ series 4ကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီနေ့မှာတော့ horror comedy ပြဿနာတွေအတွက် စကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါရီစကားနမည်ကတော့ death shadow ဖြစ်ပြီး2012ခုနှစ်မှာရိုက်ကူးထုတ်လုပ်ခဲ့တာပါဒီစကားဟာ Johnny Depp လို့နာမည်ကြီးသရုပ်ဆောင်တွေနဲ့ဝိုင်းဖွဲ့ထားတဲ့စကားလေးဖြစ်ပြီးအတိုင်းအတာတစ်ခုဒီလည်းအောင်မြင်မှုရခဲ့ပါရီအစင်းတင်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်တို့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ season တင်ဆက်သူနှောင်းခစ်ပဲဖြစ်ပါရီခင်ဗျာ တက်ဂရိ1890မှာကောလင်းမီတာစုကြီးအောင်လီဗာပူးမြို့မှာနေထိုင်ပါရီသူတို့ဟာငါးဖန်းစီးပွားရေးလုပ်ငန်းကိုစောင့်ချလုပ်ကိုင်မှုလီဗာပူးမြို့ကိုစွန့်ခွာပြီးအမေရိကန်မိန်ပြည်နယ်စီကိုရွက်လွင်ခဲ့ကြပါရီသူတို့ဟာအဲ့ဒီမှာစီးပွားရေးအကြီးကျယ်အောင်မြင်ခဲ့ပြီးကောလင်းစပော့ဆိုတဲ့မြို့ကိုတည်ထောင်နိုင်ခဲ့တယ်လို့အလွန်လဲချမ်းသာလာကြပါရီဒီလိုကြီးကြီးတဲ့ချမ်းသာလာချိန်မှာအင်အားကြီးကြီးဆောက်လုပ်ခဲ့တယ်လို့ကောလင်းမီတာစုဟာတာပြစ်သူဘာနာဗက်စ်ကောလင်းကိုမီတာစုရဲ့အရာရာဖြစ်ကြီးညာခဲ့ပါရီနောက်ထပ်15နှစ်ကြာတဲ့အခါမှာဘာနာဗက်စ်ဟာအင်ဂျလီဆိုတဲ့အိမ်ဖော်မာလီနဲ့ဖောက်ပြန်ခဲ့ပါရီ ဒီကောင်မလေးကလူသီးမခံတဲ့ဆုံမတယောက်ဖြစ်ပြီးဘာနာဖတ်စ်အနေနဲ့သူမကိုကြောက်ရရုံမချမ်းမီတကယ်နည်းနည်းကကချစ်ဖို့တောင်းဆိုခဲ့ပါရီဘာနာဖတ်စ်ကတော့သူမကိုမချစ်ကြောင်းခက်ခါတီးတီးပြောလိုက်ပြီးဆုံမလေးအင်ဂျလီကလက်စားချေဖို့ဆုံးဖြတ်လိုက်ပါရီအဲဒီမှာမော်ဂါရာရီနဲ့ရွတ်ဆူချင်းစာတိုက်လိုက်တော့ဘာနာဖတ်စ်ရဲ့မိဘတွေတီးဆုံကုန်ပါရီဒါကိုတန်တရားရှိတဲ့ဘာနာဖတ်စ်ကမော်ပညာချောင်းကိုလီလာဆုံဆန်းခဲ့ပြီးအဲဒီချိန်မှာသူကမိမလာလီဂျိုးဆက်တီဒူပရက်ဆိုတဲ့ကောင်မလေးနဲ့ချစ်ကြွမ်းဝင်နေခဲ့ပါပြီ ဂျိုဆက်တီကခင်မွန်လောင်းဘာနာဖက်စ်ကိုစိတ်မချလို့သူတို့တွေရာတရားဝင်ဆုံးတွေလို့ကြီးညာခဲ့ပါတယ်။ဒါကိုဆုံးမအင်ဂျလီကမနာလို့ဖြစ်ပြီးမော်ပညာရီနဲ့ပြိုင်ဘက်ဂျိုဆက်တီကိုတောင်ကမ်းပါကနေခုံချတက်တေးအောင်စီရင်လိုက်ပါတယ်။ဘာနာဖက်စ်တယောက်ကလည်းသူမကိုကယ်ဆယ်ဖို့ကြိုးစားပေမယ့်အရာမတင်ခဲ့ပါဘူး။ဒါကြောင့်သူလည်းလူလောကမှာမနေချင်တော့ဘူးဆိုပြီးခုံချခဲ့ပေမယ့်သူကတော့မသေးဆုံးခဲ့ပါဘူး။ဘာလို့လဲဆိုတော့အင်ဂျလီကသူ့ကိုသွေးဆုပ်ဖို့ကောင်ဖြစ်အောင်ပြုစားလိုက်လို့ပါ။အင်ဂျလီကဒီလောက်လက်စားချေရတာနဲ့အာမရပဲတမျိုးလုံးကလူတွေကိုခေါ်ပြီး ဘာနာဖက်စ်ဟာမကောင်းဆိုးအားတစ်ကောင်ဖြစ်ကြောင်းအတည်ပြုပြီးကောင်တလာရင်းမှာပြေးပြီးဒဏ်ခတ်ဖို့အမိန့်ပေးလိုက်ပါရီသူတို့ဟာအဲ့ဒီကောင်တလာကိုလည်းတစ်တိုးရင်းမှာမြှုပ်နှံထားလိုက်ပါရီနှစ်ပေါင်းများစွာကြာပြီးနောက်1992ခုနှစ်မှာတော့ဗီတိုရီယာဝင်တာဆိုတဲ့မိန်းမလားလေးအောင်ကောလင်းစပေါ့မျိုးလေးကိုဦးတည်နေတဲ့ရထားပေါ်မှာစီးနင်းလိုက်ပါလာခဲ့ပါရီသူမမှာသတင်းစာကြော်ညာတစ်ခုပါလာပြီးအဲ့ဒီကြော်ညာမှာတော့ကလေးထင်းဝင်တဲ့အလို့ရှိသည်လို့ရေးထားတယ်လို့တကယ်တမ်းကသူမနာမည်အရှင်ကဗီတိုရီယာမဟုတ်ပါဘူးသူမဟာအိမ်ကနေထွက်ပြေးလာတဲ့ကောင်မလေးဖြစ်ပြီး နမဲတိတ်ကိုလည်းရထားပေါ်က ပိုစတာတစ်ခုကနေကြည့်ပြီးရွေးချယ်ခဲ့တာပါဒီလိုနဲ့သူမဟာခီးဆုံးဘူတာကိုရှောက်တော့ကောလင်းမီတာစုအိန်တော်ထင်းဝီလီလူမစ်ဆိုသူကလာကြိုပါရီသူကဒီအိမ်ကြီးကအိုဟောင်းနေတယ်လို့ဝန်ထမ်းတရာလောက်ရှိသေးမယ်မေဒီမှာကအိန်တော်ထင်းရဲ့သူမဖီတိုရီယာရဲ့နောက်ထပ်လေမစ္စတာဂျွန်ဆင်ရဲ့အင်ရှင်မအဲလစ်ဘတ်ကောလင်းတို့သားရှိကြောင်းပြောပါရီအဲလစ်ဘတ်ကဗစ်တိုရီယာကိုတည်တံ့ခံမှာခေါ်သွားပြီးအလောက်တော်ဝင်တွေကိုရှင်းပြပါရီသူမပြောစကားအရတော့ဒီမှာလူခဏယောက်နေကြောင် ဒီထဲမှာအလုသမားတွေလည်းပါဝင်ပြီးဒီအစာဦးကြီးဟာပျက်စီးရွှေရွေနေတဲ့အတွက်သူတို့ဟာဒီမှာစစနေလို့ရမှာမဟုတ်ဘူးလို့လည်းပြောပါရီးသူမဟာဗစ်တိုးရီးယားကိုတိလိုရာကြီးမေးမြန်းခဲ့ပြီးအဲလစ်ဘက်ဂျင်နာအောင်ဖြေဆိုနိုင်ခဲ့လို့သူမကိုအလုခန့်မှုသဘောတူလိုက်ပါရီးညာဘက်မှာတော့ဗစ်တိုးရီးယားကိုကြံရှိနေတဲ့သူတွေနဲ့မိတ်ဆက်ပေးခဲ့ပြီးအဲ့ဒီထဲမှာမှလက်ရှိအကိုအကြီးဆုံးရိုဂျာကောလင်းနဲ့မိတ်ဆက်ပေးပါရီးတကယ်တော့အဲ့ဒီလူကအချောင်နေအချောင်စားဖြစ်ပြီးဒီအိမ်ကြီးမှာဘာဖိုးတန်ပစ္စည်းရှိမလဲဆိုတော့အလစ်တုပ်ဖို့ချောင်းနေတဲ့သူပါ နောက်တစ်ယောက်ကတော့ Elizabeth ရဲ့စေချောသက်အရွယ်သမီး Caroline မောင်ဒီကောင်မလေးကတော့ခက်ရန်ရန်ဖြစ်ပါသည်နောက်တစ်ယောက်က Roger ရဲ့သား David Collin မောင်သူကတော့သူ့သက်၅နှစ်အရွယ်မှာမိခင်ဆုံးပါသွားပြီးကလေးကလူတိုင်းကိုခက်စိမ့်စိမ့်နေနေပါသည်နောက်ပြီးတရေဖြစ်နေတဲ့မိခင်နေလည်းမကြာခဏတွေ့ရတတေးလူသူကပြောလို့ရှိပါသည်နောက်ထပ်တစ်ယောက်ကတော့ Dr. Julia Hoffman ဖြစ်ပြီးစေယောဂါကိုဆရာဝန်မောင်သူမကတော့ David ကိုကူတာဖို့ငှားရမ်းထားသူဖြစ်ပါသည် ီတိုရီယာဟာဒေးဗင်နဲ့စိတ်ချင်းနီးစပ်ကြောင်းသူမကလည်းတရေရွေရှိတယ်ဆိုတာယုံကြည်ကြောင်းပြောတော့ဒါကိုအဲလစ်ဘတ်ကသိမနစ်မျိုးပါဘူးနောက်တော့ဗီတိုရီယာအင်ကန်လေးကိုဝင်လာခဲ့ပါရီအဲ့ဒီရှောင်းလမ်းမှာတရေဖြစ်နေတဲ့ဂျိုးဆက်တီကိုတွေ့လိုက်ရှာပြီးသူမကတူလာနေပြီလို့ပြောပြီးညာမီပန်းဆိုင်ကိုလည်းလှိမ့်လေပြန်တန်းနေရင်ပါဇက်ကလည်းတူလာနေပြီလို့ထက်ကထက်ကပြောနေပါရီအဲ့ဒီနောက်ဂျော်ကန်မဘော်ကပြုတ်ချတဲ့ပုံစံအတိုင်းပဲပျောက်ကွယ်သွားခဲ့ပါရီအဲ့ဒီချိန်မှာဆောက်လို့ရနေရအတွက်မြေရှင်းလင်းနေကြတဲ့အလုတ်သမားတွေအောင်ဘာနာဖက်စ်ကိုမြုံနှံထားတဲ့နေရာကိုတူးဖော်မိသွားပါရီ ဒီလိုနဲ့ကောင်တလာကိုဖွင့်လိုက်မြော်ဘာနာဗတ်ဟာအခုတပံပြန်ပြီးလွတ်မြောက်လာခဲ့ပါပြီ။သူဟာနှစ်ရာနေချီပြီးသွေးမဆုပ်ရတဲ့အတွက်အလौဒမားတယောက်ကိုသွေးဆုပ်သက်ပြလိုက်ပါပြီ။အိမ်နောက်တော့သူဟာရခင်နေထိုင်ခဲ့တဲ့ဆိုင်ကြီးစီကိုဥတီလိုက်ပါပြီ။သူဟာခစ်စနစ်ရဲ့ဤပညာတွေကိုအံဩပါနံဖြစ်နေခဲ့ပြီးသူခြံဝင်းထဲကိုဝင်လာတော့ဝီလီကိုတွေ့လိုက်ရှာပါပြီ။ဒါကြောင့်သူ့ကိုညှို့ယူလိုက်ပြီးတရင်ချက်လက်ရှာယူဖို့ကြိုးစားလိုက်ပါပြီ။အိမ်ထဲကိုရောက်တော့သူဟာကလေးတွေကိုသူ့ကိုယ်သူမိတ်ဆက်ဖို့ကြိုးစားနေပြီးရောအဲဒီချိန်မှာပဲအဲလီဇဘက်ဝင်လာခဲ့ပါပြီ။ အဲ့နောက်အဲလစ်ဘက်ကသူ့ကိုတန်တရားရှိနေလို့တီးတန့်စကားပြောဖို့ခေါ်လာခဲ့ပါရင်သူတို့ဆိုင်ကြီးရဲ့နောက်ခံတမိုင်းတွေကလည်းရှိနေပြီးဘာနာဖက်စ်ကသူဟာဒေအင်းငါလူတယောက်ဖြစ်ကြောင်းတည်တည်ပြဖို့အတွက်သူတို့လက်ထက်ကပြုလုပ်ခဲ့တဲ့အထူးလေးဝက်ခန်းကိုဖွင့်ပြလိုက်ပါရင်ဒါရီရှိတယ်ဆိုတာအဲလစ်ဘက်ပင်မသိခဲ့ပေအဲ့ဒီတည်းမှာမိသားစုစင်ဆက်တင်းစေးထားတဲ့ယတနာတွေကိုတွေ့လိုက်ရှာပါရင်ဘာနာဖက်စ်ကအဲ့ဒီယတနာတွေကိုထုခွဲရောင်းချပြီးဆိုင်ကြီးကိုပြင်မင်းပြီးရင်တော့မိသားစုရဲ့ရနာထားတဲ့စီးပွားရေးတွေကိုလည်းပြန်လည်လည်ပတ်မယ်လို့ဆိုပါရင်ဒီလိုနဲ့အဲလစ်ဘက်ကသူ့ကိုမိသားစုဝင်ဖြစ်လက်ခံလိုက်ပြီး တခုတိထားဖို့ကသူ့အနေနဲ့သူကသွေးစုပ်ဖို့ကောင်တယောက်ဆိုတာဘသူ့ကိုမှမပြောဖို့တတိပေးလိုက်ပါရီနောက်တည့်ရက်မနက်စာစားပွဲမှာတော့ဘာနာဖက်စ်ကရှိနေတဲ့လူတွေကိုသူဘသူဖြစ်ကြောင်းမေးဆက်လိုက်ပြီးသူဟာဒီမီသားစုအင်္ဂလန်မှာနေုံကလေးကဆွေမျိုးတော်ဆက်ခဲ့ကြောင်းပြီးတော့မိသားစုစီပွားရေးတွေကြောင်းဆွေးနွေးနေတယ်လို့အဲလစ်ဘတ်ကကောလင်ငါးဖန်းလုပ်ငန်းအားပိတ်သိမ်းထားတာကြားပြီးဖြစ်ပြီးဒီနေရာကိုအင်ဂျေဘေးစီးဖူးလုပ်ငန်းကြီးကလဝက်ကြီးအုပ်ထားကြောင်းအသိပေးခဲ့ပါရီ အဲ့ဒီချိန်မှာဗစ်တိုးရီးယားအခန်းထဲဝင်လာတော့ဘာနာဖက်စာမျက်လုံးမခွာနိုင်ဖြစ်သွားရှာပါရီဘာလို့လဲဆိုတော့ဗစ်တိုးရီးယားဟာကွေလွန်ခဲ့တဲ့သူစနီဂျိုးဆက်တီနဲ့တိတ်ကိုတူလွန်နေလိုပါမြို့ရင်းမှာတော့ဆုံးမအင်ဂျလီယာအသက်ရှင်နေစေဖြစ်ပြီးအခုသူမနာမည်ကအန်ဂျီပါရှာဖြစ်ပါရီ သူမဟာအင်ဂျေဘေးစီးဖူးလုပ်ငန်းကြီးရဲ့ CEO ဖြစ်ပြီးသူမရဲ့အလုပ်သမားတွေကညကဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုသတင်းပို့တော့အင်ဂျလီယာအခင်ဖြစ်ရာနေရာကိုသွားကြည့်ရှုခဲ့ပါရီအဲဒီမှာအသက်ခံလာရတဲ့လူတယောက်ရင်ဗလာတက်တက်ဖြစ်နေတဲ့ကောင်တလာတစ်ခုကိုတွေ့လိုက်ရှာပါရီဒါကြောင့်မဲအင်ဂျလီယာကောလင်းဝူဆိုင်ကြီးစုကိုတွားရောက်ခဲ့ပြီးတော့အဲလစ်ဘတ်ကိုစော်ကားပုတ်ခတ်ရန်စစကားပြီးပြောခဲ့ပါရီအဲဒီချိန်မှာဘာနာဖက်ရောက်လာခဲ့ပြီးသူမကိုတီးတန့်စကားပြောဖို့ခေါ်သွားခဲ့ပါရီသူတို့နှစ်ယောက်တည်းရှိနေတဲ့ချိန်မှာအင်ဂျလီကဘာနာဖက်ကိုနမ်းလာပြီးအခုဆိုရင်ကောလင်းစပေါ့မြို့ဟာသူမရဲ့လက်အုပ်ကိုရောက်နေပြီလို့ပြောပါရီ သူမဟာကောလင်းငါးဖန်းလုပ်ငန်းကိုတိုက်ခိုက်နိုင်မှုအင်ဂျေဘီစီးဖူးလုပ်ငန်းကြီးကိုအောင်မြင်စွာတည်ထောင်နိုင်ခဲ့ပြီးအခုဆိုရင်မြို့သူမြို့သားတွေကသူမကိုခေါင်းဆောင်တယောက်ဖြစ်ယုံကြည်နေကြသလိုတချင်ကဘာနာဖက်အကြောင်းကိုဘယ်သူမှသတိမရကြတော့ဘူးလို့ပြောပါရီသူမထွက်သွားတော့ဘာနာဖက်ကသူ့ရဲ့အတိတ်ဇာတ်လမ်းတချို့ကိုအဲလီစ်ဘတ်ကိုပြပြခဲ့ပြီးအတိတ်မှာတုန်းကလည်းဒီဆုံးမအနိုင်မျိုးမျိုးချင်းခဲ့တယ်လို့ပြောပါရီဒီတော့အဲလီစ်ဘတ်ဟာလက်ရှိပြစ်ဆုပ်ပံမှာလေးအညံ့မခံမှုတွန်းအားပေးလိုက်ပြီးဘာနာဖက်ကလည်းလက်ဝှေ့ရှင်နာတွေကိုရောင်းချကရခိုင်နှုန်းကတောက်ပခဲ့တဲ့အခြေအနေကိုပြန်ယူဖို့ကြိုးစားပါရီ သူဟာဆိုင်ကြီးကိုပြုပြင်မွမ်းမမှုအလौဒသမားတွေမြောက်များစွာငားရန်ခဲ့တယ်လို့ငါဖန်းကုမ္ပဏီကိုလည်းပြင်ပြီးတီထောင်လိုက်ပါရီသူဟာအထူးနေကမျက်မှန်တက်ထားတယ်လို့အုတ်ထုတ်လေဆောင်းထားပြီးနေကင်းပိုင်းမှာသွာလာလို့ယာရီသွေးဆုပ်ဖို့ကောင်ဖြစ်နေခဲ့ပါရီဒါပေမဲ့သူမှာလက်ရှိအိယာကဘလို့မှအိလိုမကောင်းတာကြောင့်အစီအကံတွေကိုသူ့ရဲ့ငကိုခေါင်တလာကြီးကိုပြန်တဲခိုင်းခဲ့ပါရီ တပြည်ပြည်နဲ့သူတို့ကုမ္ပဏီကလည်းဂျပိုင်တွင်အရှိန်ပြန်ရလာပြီးဘာနာဗတ်စာအင်ဂျီဖေးစီဖူးကလူတော်လူကောင်းတွေကိုစိတ်ညှို့ပြီးသူစီအလုလာလောက်အောင်ဖန်တီးနိုင်ခဲ့ပါရင်သူအားနေတဲ့အချိန်ဒီမှာဆိုရင်ခေတ်သစ်နည်းပညာတွေကိုလေ့လာပြီးများသောအားဖြင့်ဗီတိုးရီးယားနဲ့အချိန်ဖြုံးလေးရှိပါရင်တခုသောညနေမှာတော့လိဝက်ခန်းကနေရတနာရီယူပြီးထွက်လာတဲ့ဘာနာဗတ်စကိုရောဂျာကမသိဟန်နေချောင်းကြည့်နေခဲ့ပါရင် ပြီးတော့ဒေါက်တာဂျူလီယာကလူတယောက်ရဲ့အပြုအမူနဲ့မတူဘူးဆိုတာကိုလိုင်းလံအကဲခံနေပြီးသူ့ကိုအိမ်မွေးချနေတဲ့ကုသမှုခံယူဖို့ကံလန်နေခါမှာဘာနာဖက်စ်လေလက်ခံလိုက်ပါရီအဲဒီကနေတစင်းဒေါက်တာဂျူလီယာကဒီလူဟာသွေးဆုပ်ပုတ်ကောင်ဖြစ်တယ်လို့သိသွားခဲ့ပါရီပြီးတော့ဒီလိုလူကိုသူတို့စီမှာထားရမလားဆိုပြီးအဲလစ်ဘတ်ကိုတွားရန်ထောင်းပါရီအဲလစ်ဘတ်ကဂျူနီယာကိုဖြောင်းဖြားပြီးအနည်းဆုံးတော့စိတ်ပညာရှင်တယောက်အဖို့သူ့ကိုလေးလာခွင့်ရှာတယ်လို့အကြောင်းပြချက်ပေးလိုက်ပါရီဒါကြောင့်ဂျူလီယာကလည်းလက်ခံသွားခဲ့ပြီးပြဿနာလေးပြည်လေသွားခဲ့ပါရီ ဘာနာဖက်စ်တယောက်ကတော့လူတယောက်ကိုချစ်မိနေပြီဖြစ်လို့ဘာရီလို့ရမလဲဆိုပြီးကာရိုလင်းကိုတိုင်းမြမာရီကာရိုလင်းကတော့သဘောယိုနေအရင်တုန်းကဖက်ရှင်တွေကိုမဝတ်ပေခစ်မိမိနေဖို့အကြံပေးလိုက်ပါရီဒီတော့ဘာနာဖက်စ်ကလမ်ဘီကဟစ်ပီရီနဲ့ပြပြရှင်ရှင်ပေါင်းတင်ခဲ့တယ်လို့စရိတ်တောက်တာကအစားသူတို့စီကတင်ယူခဲ့ပါရီသူ့ကိုချစ်တဲ့ကောင်မလေးကလည်းငွေထက်အချစ်ကိုပဲလူကျင်နေဆိုတာသိသွားခဲ့ပါရီ နောက်ရက်မှာတော့ဂျူလီယာကသူ့ကိုတွေးတွေးနဲ့နီးနဲ့ကုသပေးပြီးဒါကထိရောက်တဲ့ကုသမှုဟုတ်မဟုတ်စောင့်ကြည့်ပါရီနောက်ပြီးဒေါက်တာနဲ့လူနာရေးဆက်ဆံရေးအကြောင်းကိုအကြောင်းပြုပြီးဘာနာဗက်စ်ကိုတခြားနီးလန့်နဲ့ကုသမှုလုပ်ပေးခဲ့ပါရီအဲဒီနောက်မှာတော့ဘာနာဗက်စ်ဟာဗီတိုရီယာနဲ့လက်တွဲရှောင်ရင်းတဘာဝလွန်စွမ်းအားယူအကြောင်းကိုဆွေးနွေးနေခဲ့ပါရီအင်ဂျလီကတော့ကောလင်းကုမ္ပဏီကနယ်မြေစီးပွားရေးလုပ်ငန်းတွေကိုပြန်လည်သိမ်းပိုက်နေပြီဆိုတာသိသွားလို့ဒေါသပုံထားနေပြီးသူမရဲ့ဘုတ်ဖွဲ့ဝင်တွေကိုလည်းကောလင်းမိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုဖျက်ဆီးပစ်မယ်လို့ကတိပေးခဲ့ပါရီ ဒီလိုနဲ့အင်ဂျလီယာချက်ချင်းပဲဘာနာဖက်စီကိုသွားခဲ့ပြီးသူ့ကုံမီကိုရောင်းမှုကန်လန်မာရီဒါပေမဲ့သူကညင်လိုက်တော့သူမကဗစ်တိုးရီယာကိုတက်ပြမယ်လို့ချိန်ချလိုက်ပါရီဒီလိုနဲ့ဘာနာဖက်စ်ကသူမကိုနားချဖြောင်းဖြားရင်ချစ်တင်းနှောလိုက်ပါရီတစ်ဖက်မှာလည်းသူ့ရဲ့အစွမ်းနဲ့ယုံနေကအရာတွေကိုဖျက်ဆီးလိုက်ပြီးဒါကမတော်တဆပါလို့ပြောခဲ့ပါရီဒါပေမဲ့အချစ်ယူယူနေတဲ့အင်ဂျလီကဘာနာဖက်စ်ကိုသူနဲ့အတူတူနေဖို့ပြောတော့သူကဒါကိုညင်းပယ်လိုက်ပါရီဒီတော့သူမကဘာနာဖက်စ်ကိုအချိန်မွေးတက်ပြလို့ရှာကြောင်ပြောပါရီဘာနာဖက်စ်ကဂျူလီယာရဲ့တွေ့တွေ့နဲ့ကုသမှုကိုခံယူနေစေဖြစ်ပါရီ တစ်ဖက်မှာတော့ဗစ်တိုရီယာကသူမငငယ်တုန်းကဂျိုးဆက်တီတေးအမကိုအိမ်မက်ထဲမှာမက်ခဲ့ပြီးတဲ့နောက်သူမရဲ့မိဘတွေကဒီယောဂကိုမကူတာနိုင်လို့ဆိုပြီးကလေးဒုက္ခတွေစောင့်ရှောက်ရေးစကန်ကိုပို့လိုက်ကြပါရီဒါပေမဲ့အဲ့ဒီနေရာတီဂျိုးဆက်တီတေးကလိုက်လာခဲ့ပြီးသူမကိုအကူအညီတွေတောင်းခဲ့ပါရီအင်းနောက်ဘာနာဖက်စာလက်တာဆောင်မှာရှောင်နေတဲ့ဗစ်တိုရီယာနဲ့တွေ့တွေ့ခဲ့ပြီးသူမကဘာနာဖက်စာသူမပေါ်မှာဘလို့ခံစားနေရလဲဆိုတာတိကျအောင်ပြောပါရီ ဘာနာဖက်စ်ကသူမကိုနမ်းမှုကြံစီရောဗစ်တိုးရီးယားကမတိမတာရှောင်သွားလိုက်ပြီးဒါကသူမအတွက်တော့သူမကလည်းခြေရသူသူမကိုလည်းခြေတည်သူနဲ့ပထမဆုံးအနမ်းဖြစ်ကြောင်းပြောပြီးသူမရဲ့ဘဝစကြောင်းတွေကိုပြန်ပြောပြခဲ့ပါရီတကယ်တော့သူမဟာကလေးဒုက္ခတဲ့စကမ်းမနေစဉ်ကဒေါက်တာရီကသူမကိုစိတ်ပြန့်လွင်နေဆိုပြီးကုသနေကြတာပါသူတို့ဟာတရေမဂျိုဆက်တီရဲ့အကြောင်းကိုလက်မခံကြပါဘူးနောက်တရက်မှာတော့သူမဟာပြတင်းပေါက်ကနေထွက်ပြေးလာခဲ့ပြီးဂျိုဆက်တီရှိမဲ့နေရာတွေကိုရှာရင်းသတင်းစာကြော်ညာကြောင်းဒီကိုရောက်လာခဲ့တာလို့ပြောပါရီ သူမဟာဒီကိုရောက်လာခဲ့ကအင်ကိုရောက်နေတယ်လို့ခံစားနေရပြီးဘာနာဗက်စ်ရဲ့ခံစားချက်တွေကိုအပြည့်အဝနားလည်တယ်လို့ပြောလိုက်ပါတယ်။ပြီးရင်နောက်မှာတော့သူမရဲ့ပထမဆုံးအနမ်းပွင့်ကိုခြွေလိုက်ပါတယ်။ဒါကိုမြင်သွားတဲ့သူကတော့အင်ဂျလီဖြစ်ပါတယ်။သူမလည်းဒီပွဲကိုလာတက်ရင်းနေဒီဖြစ်ပျက်တွေကိုမြင်သွားခဲ့တာဖြစ်ပါတယ်။အချီယူမလည်းအင်ဂျလီလည်းအလွန်ကိုစိတ်ဆိုးသွားခဲ့ပါတယ်။ နောက်တစ်ရက်မှာတော့ဘာနာဗက်ဆာချစ်သူဗီတိုရီယာနဲ့ပေါင်းဖက်ဖို့အတွက်သူ့ကိုနှစ်ကိုခွဲပြီးဖို့ဒေါက်တာဂျူလီယာကိုတောင်းဆိုခဲ့ပါရီဒါပေမဲ့တွေ့ရှိလိုက်ရတာကဂျူလီယာဟာသူ့သွေးလေးကိုသူမစီပြန်သွင်းတဲ့ညီကိုသားစိတ်ဝင်စားနေခဲ့ပြီးဒါကသူမအတွက်မသေးသေးလို့ထင်နေခဲ့ပါရီဒါကိုသိတော့ဘာနာဗက်ဆာအရန်ကိုစိတ်ဆိုးသွားခဲ့ပြီးတော့ဂျူလီယာကိုသွေးဆုပ်ပြီးကြိုက်တက်ပြလိုက်ပါရီအဲ့ဒီမှာဂျူလီယာရဲ့အဆွေတွေကလည်းရှေ့ထွက်လာတာကိုသတိထားမိခဲ့ပြီးအလောင်းတွေကိုပင်လယ်ထဲမှာလွှင့်ပစ်ဖို့အတွက်သူ့မှုရန်တွေကိုစေခိုင်းလိုက်ပါရီ နောက်ရက်မှာတော့ပါနာဖက်စာမယုံမသားလုံးနေတဲ့ရောဂျာကိုလက်ပူးလက်ချက်မိသွားခဲ့ပါရင်သူဟာလေးဝက်ခန်းတွေကိုဝင်ရောက်ကရတနာရီကိုရှူဖို့ကြိုးစားနေခဲ့တာပါဒီတော့ပါနာဖက်ကသူ့ကိုအခွင့်အရေးနှစ်ခုပေးလိုက်ပါရင်ဒေးဗစ်တို့ဖခင်ကောင်းတယောက်အဖြစ်ရှက်တီမလားဒါမှမဟုတ်ပတ်စံတွေကိုရှူပြီးဒီကနေအပီးနိုင်ထွက်သွားမလားလို့မိလိုက်ပါရင်ရောဂျာတယောက်ကတော့ငွေကြီးကိုရွေးချယ်လိုက်ပြီးသူ့ရဲ့သားကိုပစ်ထားခဲ့လိုက်ပါရင်တာလီဒေးဗစ်ဟာအလွန်ကိုဝမ်းနည်းနေခဲ့ပြီးတော့အိမ်ထဲကိုပြေးလာတဲ့အချိန်မှာမိလုံးဆင်နေတဲ့လူကိုသွားတိုက်မိလိုက်ပါရင် အဲ့ဒီမှာပဲမီလုံကသူ့ဘော်ကိုပြုတ်ချလာခဲ့ပေမယ့်ဘာနာဗက်စ်ကသူ့အဆွမ်းနဲ့ဒေးဗစ်ကိုဘေးမတည်အောင်ကယ်တင်လိုက်ပါရီဒါပေမဲ့ယာလက်ကတော့သူ့ကိုနေအောင်ကြီးကတိုက်ရိုက်ထိသွားခဲ့ပြီးစတင်လောင်ကျွမ်းလာခဲ့ပါရီအခုတော့မိသားစုဝင်တွေအားလုံးကဘာနာဗက်စ်ဘယ်သူလဲဆိုတာသိသွားခဲ့ကြပါရီဒေးဗစ်တယောက်ကလည်းကြောက်ပြီးထွက်ပြေးသွားတယ်လို့ဗီတိုးရီးယားကလည်းနားမလည်နိုင်စွာထွက်ပြေးသွားခဲ့ပါရီဒီတစ်ခါမှတော့ဘာနာဗက်စ်ကဘလို့မှထပ်ပြီးတီးမခံနိုင်တော့ပဲအင်ဂျလီစီကိုသွားလိုက်ပါရီ သူမကတော့ချင်းစာကိုဖေရှားပေးဖို့ညင်းဆန်လိုက်ပြီးသူမကဂျူလီယာကိုတတ်တဲ့အမှုကိုပါဝန်ခံခိုင်းနေခဲ့ပါရီနောက်ပြီးသူမကငါးဖမ်းလုပ်ငန်းတစ်ခုလုံးကိုလည်းညှဉ်းညွတ်စွာထိန်းချုပ်ဖို့သူမကိုဇနီးများအဖြစ်ပေါင်းသိမှုပါတောင်းဆိုခဲ့ပြီးဒီလိုမှမဟုတ်ရင်တော့သူ့ကိုကောင်တလာရေးပြန်ပို့ပြင်မယ်လို့ချင်းချောက်လိုက်ပါရီဘာနာဖက်စ်ကတော့သူမကိုငရေသာသွားလိုက်တော့လို့ဆဲဆိုလိုက်ပြီးအခန်းထဲကနေထွက်သွားခဲ့ပါရီဒါပေမဲ့သူမရဲ့အဆောင်တွေကသူ့ကိုချက်ချင်းမိကောင်တလာနဲ့ချုံနောက်ပိတ်ထားလိုက်ကဗန်ကားနဲ့သူ့ကိုတင်သွားပြီးတင်းကြိုင်းမှာသွားထားလိုက်ပါရီ ဒီလိုနဲ့အင်ဂျလီယာတင်းချိုင်းကနေပြန်ရောက်တော့ကောလင်းကုမ္ပဏီကိုမီလောင်တိုက်သွင်းမှုဂါလာတချို့ကိုရွတ်ဆိုလိုက်ပါပြီဘာနာဖက်စ်ရဲ့ကောင်တလားကိုတွေ့ရှိသူကတော့ဒေးဗစ်ဖြစ်ပါပြီမိခင်ဖြစ်သူကဘာနာဖက်စ်ဒုက္ခရှောက်နေပြီဆိုပြီးပြောလို့လာရှာခဲ့ရပါတစ်ဖက်မှာတော့မိသက်သမားရိရှယ်ရီယာမီလောင်နေတဲ့ကောလင်းအဆောက်အဦကြီးကိုနှိမ့်သက်ဖို့ကြိုးစားနေကြပြီအဲ့ဒီချိန်မှာပဲအင်ဂျလီယာဘာနာဖက်စ်ရဲ့လူသက်မှုဝန်ခံချက်အတန်းဖိုင်ကိုရှယ်ရီကိုဖင့်ပြလိုက်ပါပြီဒီတော့မြို့သားတွေကလည်းသူမကိုရှုံသွားခဲ့ပြီးကောလင်းဆိုင်ကြီးကိုဝိုင်းမီတိုက်ခိုက်ဖို့အင်ဂျလီယာရဲ့ဦးဆောင်မှုနဲ့အတူသွားလိုက်ကြပါပြီ အဲ့ဒီမှာဘာနာဖက်စ်နဲ့ဆုံတွေ့ခဲ့ပြီးဘာနာဖက်စ်ကသူ့မိသားစုကိုဒုက္ခမပေးဘဲဒီကနေထွက်သွားမယ်ဆိုရင်အဖမ်းခံမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီခါမှာရဲတပ်ဖွဲ့ကသူ့ကိုတနက်နေ့ပြစ်ခတ်ခဲ့ပြီးမြကြီးစံတွေကသူ့ကိုဘာမှမလုပ်နိုင်ခဲ့ပါဘူး။ဘာနာဖက်စ်ဟာအင်ဂျလီကိုကိုင်လိုက်ပြီးဒီမျိုးသမီးကဆုံမဆိုတာလူတိုင်းသိအောင်လုပ်လိုက်ပါတယ်။ရဲတွေကလူတွေကိုဒီနေရာကနေအမြန်ဆုံးသွားဖို့ပြောနေပြီးတော့ဘာနာဖက်စ်နဲ့အင်ဂျလီတို့ကတော့ဆက်ပြီးတိုက်ခိုက်နေကြသေးပါ။အဲ့ဒီချိန်မှာအဲလီစ်ဘက်လေးတနက်နေ့ရောက်လာခဲ့ပြီးအင်ဂျလီကိုပြစ်လိုက်ပါတယ်။ ဒီခါမှာတော့အင်ဂျလီကတမန်ဝင်ပလေးဖြစ်ပြောင်းသွားခဲ့ပါတယ်သူတို့တိုက်ခိုက်နေပေမယ့်အင်ဂျလီရဲ့ဆုံးမပါဝါကိုကြုံနိုင်ခြင်းတော့မရှိကြပါဘူးသူမဟာမွေတကောင်ဖြစ်အတွင်ပြောင်းပြီးတိုက်ခိုက်နေနေဘာနာဖက်စ်ရဲ့မိဘတွေအပြင်ဒေးဗီရဲ့မိခင်ကိုပါကြိုက်တက်ခဲ့တာကသူမဖြစ်ကြောင်းပြောပါတယ်အဲ့ဒီအချိန်မှာဒေးဗီရောက်လာခဲ့ပြီးမိခင်တေးမားရဲ့အကူအညီနဲ့သူမကိုမိဘန်ဆိုင်စီကိုလွှင့်ပြလိုက်ပါတယ်သူမဟာမိဘန်ဆိုင်နဲ့အတူပြုတ်ကြပြီးအသက်ထွက်လို့နေပါဖြစ်သွားခဲ့ပါတယ် အိမ်နောက်အလုံးအားမီးလောင်အိမ်တွေကနေပြေးထွက်သွားကြပြီးဘာနာဖက်စ်ကအင်ဂျလီနာကိုကလာခဲ့ပြီးနှုတ်ဆက်စကားပြောဆိုလိုက်ပါရင်သူမကတော့အသေးနှလုံးကိုသူ့စီကိုထုတ်ပေးလိုက်ပြီးတေးဆုံးသွားခဲ့ပါရင်ဒါပေမဲ့သူ့ရဲ့အသေးနှလုံးကဖုံမှုန်နေဖြစ်သွားခဲ့ပါရင်အိမ်နောက်ဘာနာဖက်စ်ဟာဗီတိုရီယာကိုမတွေ့လို့လိုက်ရှာခဲ့ပါရင်ဒေးဗီယံမိခင်တရေမာကသူမဟာတောင်ကမ်းပါကနေခုံချတော့မှလို့ပြောတော့ဘာနာဖက်စ်လည်းအဲ့ဒီကိုအမြန်လိုက်သွားခဲ့ပါရင်အိမ်နောက်သူဟာဗီတိုရီယာကိုခုံမချအောင်တားဆီးဖို့ကြံစီခဲ့ပေမယ့်မောင်းမြင်သွားခဲ့ပါဘူး ဗီတိုးရီးယားကသူတို့တွေကဘယ်တော့မှမပေါင်းဆက်နိုင်ဘူးဆိုတာယုံကြည်ကြောင်းပြောပြီးခုန်ချသွားခဲ့ပါတယ်။ဒါကြောင့်ဘာနာဖက်စ်လေသူမနဲ့တူကြောက်ကန်ပါကနေလိုက်ခုန်ချပြီးတော့ဗီတိုးရီးယားကိုကိုက်ပြစ်လိုက်ပါတယ်။အဲဒီခါမှာတော့သူမလည်းသွေးဆုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်ပြောင်းသွားခဲ့ပြီးအခုခါမှာတော့သူတို့တွေကဘဝတူတွေဖြစ်သွားပြီဖြစ်လို့ရှားတပန်ပေါင်းတင်းနေထိုင်လို့ရှားသွားပြီပဲဖြစ်ပါတယ်။ဒီမာရီမဲဇလန်လီကလည်းအဆုံးသက်သွားခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။ နောက်ထပ်မှာလည်းရုပ်ရှင်ဇာတ်လမ်းအကောင်တွေကိုစဉ်စဉ်မပြတ် recap တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ CV4 channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်နော်။အားပေးကြတဲ့ပရိသတ်များလည်းစိတ်ကြမှာချင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ CV4 ဝိုင်းတော်သားများကဆုတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။